တိုင်းရင်းသားတိုင်းဝမ်းများအတွက်ဝန်ကြီးဌာနနှင့်မြို့သားရေးဝစီမံခွဲခွဲမှုအေဂျင်စီတို့သည် e-video series များကိုဖန်တီးရန်တူတကွလှုံ့ဆော်ခဲ့ကြသောကြောင့်မတူညီသောသဘာဝဘေးအန္တရာယ်များနှင့်အရေးပေါ်အခြေအနေများအတွက်ကြိုတင်ပြင်ဆင်ရန်နှင့်ဖြစ်ပေါ်လာသည့်အခါမီတို့တုံ့ပြန်ရမည်ကိုကျွန်ုပ်တို့၏တိုင်းဝမ်းများသိရှိနိုင်ပါသည်အရေးပေါ်အခြေအနေများသည့်အချိန်မီနေရာမြင့်ဖြစ်ပွားနိုင်သည့်ရင်းတွင်ငလင်းလှုပ်ခြင်း၊ရေကြီးခြင်း၊မုန်တိုင်းများ၊ဆူနာမီ၊မီးလောင်ကျွမ်းမှုနှင့်မီးလောင်လှုပ်ရှားမှုတို့ပါဝင်နိုင်သည်။ အရေးပေါ်အခြေအနေကြုံလာသောအခါအရက်ဘက်ကကွယ်ရေးနှင့်အရေးပေါ်ကယ်ဆယ်ရေးအသင်းဖွဲ့များသည်အကူအညီလိုအပ်ဆုံးလူများကိုကူညီရန်မအားလက်သဖြင့်တင်ကိုရိုင်းနှင့်တင့်မီသားစုကိုပြည်သူစောင့်ရှောက်ရေးအတွက်အစီအစဉ်ရှိရန်အရေးကြီးပါသည်။ဒီဗီဒီယိုသည်ရေကြီးရေလျှံမှုတွင်လှုပ်ဆောင်ရန်များကိုရှင်းပြပေးသည်။ရေကြီးမှုသည်နယူးဇီလန်၏နံပါတ်1အနေနဲ့ဖြစ်သည်၎င်းတို့သည်မကြာခဏဖြစ်ပွားလေးရှိပြီးသေဆုံးမှုအများဆုံးအရေးပေါ်အခြေအနေဖြစ်သည် ရေကြီးခြင်းနဲ့ရုတ်တရက်ရေကြီးခြင်းများလျင်မြန်စွာဖြစ်ပေါ်နိုင်သည်ရေတက်လာတာကိုတွေ့ရင်တရားဝင်သတိပေးချက်ကိုမစောင့်ပါနဲ့အသင့်ပြင်ထားသောလက်ဆွဲအိတ်ကိုယူပြီးရေလွှမ်းမှုမှုမှဝေးရာကုန်းမြင့်မြင့်စီသို့ဥတီသွားပါရေကြီးနေစဉ်လမ်းလျှောက်ဖို့ရေကူးဖို့ဓာမမဟုတ်ရေကိုဖြတ်မောင်းမှုဘယ်တော့မှမကြိုးစားပါနဲ့ရေကြီးရေရှမ်းမှုကြောင့်လူများပြားတည်ဆုံရခြင်းမှာရေထဲမှာမောင်းနေရန်ကြိုးပမ်းခြင်းကြောင့်ဖြစ်ပါသည်ရေလွှမ်းမှုခြင်းတွင်ဆက်ယုံဆုံးဖြစ်ပစ္စည်းများဓာတ်ပစ္စည်းများနဲ့မိလာများဖြင့်ညဉ့်ညမ်းနေသည်ဟုအမြဲယူဆထားပါ ။မြញ្ញမ်းသောရည်သည်ဖျားနာစေနိုင်သောကြောင့်မတောက်ပါနှင့်။အိမ်မွေးရိတ်ဆန်များကိုလုံခြုံသောနေရာသို့ရှိပြောင်းပါ။အိမ်မထွက်ခွာရမည်ဆိုပါကတင့်လက်ဆဲအိတ်ကိုယူ၍တင့်အိမ်မွေးတိရစ္ဆာန်များကိုတင်နှစ်တူခွန်ဆောင်သွားပါတင့်အတွက်မလုံးချုံပါက၎င်းတို့အတွက်လည်းမလုံးချုံပါတံမိုးကြည့်ပြီးအနည်းငယ်ရှိသောပစ္စည်းများကိုကျမ်းမြင့်အထက်သို့တက်နိုင်သမျှမြည်အောင်ရှင်းထားပါထိုပစ္စည်းများတွင်လျှက်စစ်ပစ္စည်းများနှင့်ဓာတ်ရုပစ္စည်းများပါဝင်သည်အရေးကြီးသောပစ္စည်းများကိုတင်ဆက်ရန်ရေလုံသောကွန်တိန်နာများကိုအသုံးပြုပါ ကလကများကော်စောများနဲ့အိယာများကိုကြမ်းမြင့်ထက်သို့ရှစ်ပြောင်းထားပါအကြံပြုချက်တိုင်းရေလျက်စနစ် gas များကိုပိတ်ပါရေကြီးပြီးနောက်အရက်ဘက်ကာခွက်ရေးနှင့်ရေပေါ်ကဲဆဲရေးအဖွဲ့စည်းများကတင့်အားအိမ်ပြန်ရန်ဘေကင်းလုံခြုံမှုဖြစ်ကြောင်းပြောမှသာပြန်ပါရေပြန်ကျသွားသည့်တိုင်အောင်ဘေကင်းလုံခြုံမှုရှိသည်ဟုမဆိုလိုပါပျက်စီးနေသောနေရာများနှင့်ဝဝေရနေပါတင်ဒီကဲဆဲရေးနှင့်အခြားရေးပေါ်လုပ်ငန်းဆောင်တာများကိုအနောက်ရှက်ဖြစ်စေနိုင်ပြီးနောက်ထပ်အနေအမျိုးများကိုလည်းကြုံတွေ့နိုင်ပါသေးသည် ရေကြီးပြီးနောက်မြေပြင်နှင့်ကျန်းမြစ်များသည်ချော်လဲနိုင်ပြီးပလင်းခွဲများနှင့်တံများအပေါင်းရဲ့ပျက်စီးများရှိနေနိုင်သောကြောင့်ခြေလမ်းတိုင်းကိုသေချာကြည့်ရှုရန်လိုအပ်ပါသည်ရေကြီးနေစဉ်ရေနှင့်ထိတွေ့ထားသောအစားအစာနှင့်တောက်ရည်များကိုသေချာဆွန့်ပစ်ပါရင်ညဉ့်ညံခြင်းမရှိတော့ကြောင်းသိချသည့်အထိအစားအစာချက်ပြုတ်ပြည့်စင်ရရင်ပုံပန်းရေကိုအသုံးပြုခြင်းမှရှောင်ခြင်းပါတင့်တေသအာနာပိုင်များထက်မှရေကျိုးချက်ချင်းသတိပေးညွှန်ကြားချက်များကိုလိုက်နာပါ ။တင့်အိမ်နဲ့အိမ်ရှိအရာအလုံးကိုတန်ရှင်းစင်ကြယ်အောင်ဈေးကြောပြီးခြောက်ခံပါ။ယေဆုဆွပြီးမတက်စင်နိုင်သောအရာများကိုဆွန့်ပစ်ပါ။ရေမြုပ်ထားသောတသားစွန်းများပလတ်စတစ်အသုံးဆောင်ပစ္စည်းများကိုဖြစ်နိုင်ရင်စွန့်ပစ်ပါ သူတို့ကိုဘေးကင်းစွာတန့်စင်ရန်နီးလန်းမရှိသေးပါတတ်ထူအိုးများနဲ့အသုံးဆောင်များကိုတန်ရှင်းသောရေဖြင့်ပြုတ်ပြီးပိုးတတ်ပါ တရှုကရိယာနေကမျက်မှန်လက်အိတ်လမောင်းနှင့်ခြောက်များကိုဖုံးအုပ်ထားသောအကားအကွယ်ဝစ်စားများနှင့်ခိုင်ခန့်သောဖနှက်တို့ကိုဝစ်ဆင်ခြင်းဖြင့်တိကိုတင်ကားကွယ်ပါရေကြီးခြင်းသည်မြေပြိုခြင်းကိုဖြစ်စေနိုင်သောကြောင့်မြေပြိုခြင်း၏သတိပေးလက္ခဏာများကိုလည်းသိထားသင့်ပြီး၎င်းတို့ကိုမြင်မှာကလှည့်မြန်စွာဆောင်ရွက်နိုင်ပြီဖြစ်သည်တောင်ဆောင်များ၏အောက်ခြေတွင်ချော့ကြခြင်းကြောက်တုံးပြိုကြခြင်းတကားများနှင့်ပြတင်းပေါက်ပေါင်များနှင့်ပေါင်များတွင်မညီဘဲဟနေပါကသတိပြုပါ လေကရစ်များကုန်းဘတ်များနဲ့ဝရဏလာမြိုက်ရွေရှားစဉ်သို့မဟုတ်တိမ်ဆောက်နေသောအိမ်ပြင်ဘက်တွင်မြေပြင်လမ်းခြေချင်းနေရာများနှင့်အခြားမှကျော်သောမျက်နှာပြင်များပေါ်တွင် အကွဲကြောင်းများသို့မဟုတ်ပတင်းပေါက်များတစ်ပင်များတိမ်ဆောက်ခြင်းနေရန်သို့မဟုတ်ခြံစည်းအိုးများကိုထိမ့်သိမ်းခြင်းမြေပြိုမှုဖြစ်လျင်သို့မဟုတ်တစုံတစ်ခုဖြစ်လာတော့မည်ဟုသင်ချင်ပါကအသင်ပြင်ထားသောလက်ဆွဲအိတ်ကိုယူပါအဆောက်အုံထဲမှအ мян ထွက်ခွာပါ အရေးပေါ်အခြေအနေတစ်ခုခုပြီးနောက်မျိုးပြကာကွယ်ရေးနှင့်အရေးပေါ်ဝန်ဆောင်မှုများ၏အကြံဉာဏ်ကိုနားထောင်ပြီးတင့်လုံကြုံရေးကို အနည်းငယ်ဖြစ်စေသောသို့မဟုတ်တင့်ပိုင်ဆိုင်မှုကိုပုံမှုပျက်စီးစေသည့်မည်သည့်အရာကိုမှမလုပ်ပါနှင့်အထူးသဖြင့်တင့်အိမ်နီးနာခြင်းများကိုစစ်ဆေးပြီးတက်နိုင်ရင် အခြားသူများကိုလည်းကူညီရန်မမေ့ပါနှင့်တင့်အာမခံကိုပုံမှန်စစ်ဆေးပါ တင့်အိမ်အတွက်အာမခံကဘာရှိခြင်းနဲ့ဘေးရန်တွေတစ်ခုကြောင့်ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ပါကတင့်အားပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိစေရန်အထောက်အပံ့ပေးစေရန်အရေးကြီးပါသည်တင့်တွင်အာမခံမရှိပါက၎င်းသည်အချိန်ပိုကြမည်ဖြစ်ပြီးတင့်နှင့်တင့်မိသားစုအတွက်ပုံမှန်ခက်ခဲလာနိုင်ပါသည်တင့်ပစ္စည်းပျက်စီးပါကတင့်အာမခံကုမ္ပဏီတို့အများဆုံးဆက်သွယ်ပါတင်ဒီငှားရဲနေထိုင်လူဖြစ်ပါကတင့်အိမ်ပိုင်ရှင်နဲ့တင့်အာမခံကုမ္ပဏီတို့ဆက်သွယ်ပါ အရေးပေါ်အခြေအနေများအတွက်ပြင်ဆင်ခြင်းနှင့်တုံ့ပြန်ခြင်းဆိုင်ရာနောက်ထပ်အချက်လက်များအတွက် www.getready.govt.nz အရေးပေါ်အခြေအနေတွင်အစိုးရဝန်ဆောင်မှုများကိုဆက်သွယ်ရန်လိုအပ်ပြီးဘာသာစကားပံ့ပိုးမှုလိုအပ်ပါက သင်သည်စကားပြန်တအူးကိုတောင်းဆိုနိုင်သည်ကိုသတိရပါ။